အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ကျွန်မကဘဝဆိုတာကိုယ့်လက်ထက်မှာပဲဆိုတဲ့စာအုပ်လေးကိုဖတ်ပြီးတော့မှဒီစာအုပ်လေးထဲကအကြောင်းအရာတချို့လေးတွေနဲ့ကျွန်မဒီရထားတဲ့အတွေးတွေသင်ခန်းစာတွေပြီးတော့မှကျွန်မလက်တွေ့လောက်ဆောင်တဲ့အမှုအရာတွေကိုအတူတကွာ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးဒီစာအုပ်လေးကိုတော့မြင့်ဆိုးလိုက်ရင်ဆိုတဲ့ဆရာကနေပြီးတော့မှမြန်မာဘာသာပြန်ဆိုထားတာပါပဲဖြစ်ပါတယ်အဲစာရေးသူရဲ့ ရွယ်ချက်ကတော့အခက်အခဲကြောင့်အကောင်လီတယောက်ကနေယောက်ျားတကွန်လူကြီးချုံဖြစ်လာရတယ်။ပညာရေးကြောင့်ကောင်မလီတယောက်ကနေမိမတကွန်လူကြီးချုံဖြစ်လာရတယ်။စာဖတ်သူမှာအခွင့်အရေးနှစ်ခုရှိတယ်။တစ်ကဒီစာအုပ်ကိုဖိပြီးဖတ်ဖို့၊နှစ်ကဒီစာအုပ်ကိုပိတ်ပြီးအောက်ချလိုက်ဖို့စာအုပ်ကိုပိတ်လိုက်ရင်တော့စာဖတ်သူကနေရိုးနေစဉ်အတိုင်းတစ်နှစ်ပြီးတစ်နှစ်တစ်ပတ်ပြီးတစ်ပတ်တစ်လပြီးတစ်လတစ်နှစ်ပြီးတစ်နှစ်နေသွားရုံပဲရှိပါတယ်။ဆိုပြီးတော့မှ ဒီစာအုပ်လေးမှာအစာပြုတ်ထားတယ်ပေါ့နော်ဒီစာအုပ်ထဲကနေပြီးတော့မရရှိတဲ့စာချောင်းလေးတွေကိုပြောပြမှာဖြစ်ပါတယ်အလုတ်တစ်ခုကိုဘယ်အချိန်စလုတ်တလဲဆိုတာကအကြောင်းမဟုတ်ပါဘူးဒါပေမဲ့အလုတ်တစ်ခုကိုစလုတ်တဲ့နေရာမှာစိတ်တဘောကောင်းနဲ့စတဲ့ဆိုရင်ရက်လက်ကအစင်ထောင်ရအောင်မြင်မှုဖြစ်ပါတယ် attitude တရားညီမြချင်းဆက်ဆက်တရားပေါ့နော်ဝိရိယရှိတယ်တွက်လက်ထမြက်တယ်ဉာဏ်ရည်ကောင်းတယ်ယဉ်ကျေးတင်မှုရတယ်ဒါမှမဟုတ်ပြင်းရစ်တယ် မိုက်မဲတယ်ညံ့ဖြစ်နေရိုင်းဆိုင်တယ်ဒါဟာကုမိပရဲ့မျိုးရိုးဗီဇကနေအစပြုတ်ပြီးကို့ဒေတာဘဝမှာကူပြောင်းလာလားဒါမှမဟုတ်ဒါဟာကို့ဗီဇလက္ခဏာအစိတ်ပိုင်းတစ်ခုလားဘဝမှာကျွန်တော်အကျင့်ကျင့်အရင်နှိပ်ခဲ့ပါတယ်ဒါကြောင့်မို့ကျွန်တော်အောင်မြင်ခဲ့တာပါမိုက်ကယ်ဂျော်ဒန်တကယ်လို့လူတွေကညမာတဲ့စိတ်ကူးရင်ဘဝကိုမျောမှန်းထားပြီးတကယ်တမ်းဖြစ်မြောက်အောင်မဆန်းဆောင်လာမျိုးဆိုရင်တော့တို့ရဲ့လက်လက်တွေ့ဘဝဟာစိတ်ချမ်းသာစရာရှိမှာမဟုတ်တော့ဘူး ဘဝကိုစိန်ခေါ်မှုတစ်ခုလို့ယူဆတယ်ဆိုရင်စွန့်စားခန်းကိုလည်းအချိန်မရွေးသဘောကျရမှာပေါ့သူတို့ကဘဝရဲ့အိမ်မက်တွေကိုအဓိကဖမ်းရကရက်ပြရတဲ့အကြောင်းလူတကာကိုပြောပြဖို့အဆင်ကျင်လက်အဆင်ကျင်အဆင်လက်တွေရှာပွေးကြတယ်ကိုကြားတဲ့အတိုင်းကိုဖြစ်လာမှာတကယ်လို့အဲ့ရထတာနဲ့မကောင်းတဲ့စကားတွေပဲကြားနေရမယ်ဆိုရင်ကိုဦးနောက်ကမကောင်းတာတွေနဲ့ပဲယဉ်ပါလာလိမ့်မယ်ဒါကတိစာအုတ်ကနေပြီးတော့မှဆရာကိုယ်ရေးထားပြီးတော့ အာကောင်းနေပေါ့နော်အာစာချောင်းလေးတွေဖြစ်ပါတယ်ဒီစာအုပ်လေးကနေကျမရရှိတဲ့သင်ခန်းစာတွေကတော့အာကိုကဘယ်နေရာမှာပဲရရောက်ဘာအလုပ်ကိုပဲလုပ်လို့အချင်းစာရိုက်တာကအရေးကြီးဆုံးဖြစ်တယ်ပေါ့နော်ဒါကြောင့်ကိုက အချင်းစာရိုက်တာကောင်းမှဘူလုတ်တဲ့အလုတ်ကလည်းအရာရာအောင်မြင်မှာဖြစ်ပါတယ်ပြီးတော့ကျမတို့ကအာရှင်တန်နေရင်းနဲ့ဆင်ချင်စင်လက်တွေပေးတတ်တယ်ပေါ့နော်ဒါကတခါတလေဆိုရင်ကိုကမကောင်းရင်ကိုမိဘကြောက်ဆိုပြီးတော့မှဒီလိုမျိုးရိုးဗီဇကိုအပြစ်လွှဲကြတယ်ပေါ့နော်ဒါပေမဲ့ဒီဟာကတကယ်တမ်းတော့မျိုးရိုးဗီဇကြောင့်မဟုတ်ပဲနဲ့ ကိုစီကနေထွက်လာတဲ့ဒီမကောင်းတဲ့ဥစ္စာပဲဖြစ်တယ်ပေါ့နော် ပြီးတော့မှကျမတို့ကကြရှုံလို့ရှိရင်လည်းစိတ်တမကြပါနဲ့ပြန်ထအောင်မြင်မှုကကျင်းပြပေါ့ကိုစီရောက်လာမယ်ဆိုတဲ့ဥစ္စာကိုလည်းဆရာပြောထားပါတယ်ပြီးတော့အာကျမတို့နေ့တိုင်းကြားနေရတဲ့အရာကတကယ်ဖြစ်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုကိုကိုတန်ဖိုးရှိတဲ့စကားများများပေးပြောဖို့လိုတယ်ဆိုတော့သင်ခန်းစာကိုရရှိပါတယ်လက်တွေ့လောက်ဆောင်မဲ့အရာကအဲကျမကရာဖို့ကပေါ့နော်အကျင့်စာရိတ်တာကောင်းမှုန်ပြီး ပို့ပြီးတော့မှစ조사မယ်အထူးသဖြင့်သူတို့ဘာပေါ်တီးခံတဲ့စိတ်ကိုပေါ့နော်ဒီထားမယ်ပေါ့နော်အချင်းစာရိတ်တမမအမျိုးမျိုးရှိတဲ့ထင်မှာကျွန်မစဉ်းစားမိတာကခုနောက်ပိုင်းလူတွေနဲ့ယင်းီးပို့ပြီးတော့မှယင်းီးကျွမ်းဝင်လာရတဲ့ပို့ပြီးတော့မှဆက်ဆံလာရတဲ့အခါမှာတီးခံချင်ရတကယ်ပဲအရေးကြီးတယ်ဆိုတဲ့ဥစ္စာကိုပို့ပြီးတော့ခံစားတဲ့အတွက်မို့လို့ပေါ့နော်အဲတီးခံချင်းအတွက်ဒီစာအုပ်ကိုဖတ်ပြီးတော့မှလှုပ်လှောက်ဆောင်ဖို့အတွက်ကိုကိုကိုဆုံးဖြတ်ချက်ချထားတယ်ပြီးတော့မနေ့တိုင်း ကရားဖောကတန်ဖိုးရှိတဲ့သူဖြစ်တယ်ဆိုပြီးတော့မှကိုကိုပြောမယ်ပြီးတော့မှအာဆရာကျွန်တော်တို့ရဲ့ဆရာဘောနော်ပေးထားတဲ့စာကြောင်းရှိတယ်ဘောနော်အဲ့ဒီစာကြောင်းကိုကျွန်မမနေ့တိုင်းပြောသွားမယ်လို့ဟိုရင်မှန်ထားတယ်ဘောနော်အဲ့ဒီစာကြောင်းကဘာတွေလဲဆိုရင် ငါဟာဒီမြေမှာမြင့်မြတ်တော်သူဖြစ်တယ်။ငါရဲ့အထက်မှာအဆုံးမရှိတဲ့စွမ်းရည်နဲ့အရေးအချင်းရှိတာကိုယုံကြည်ပါတယ်။ငါဟာတန်ဖိုးရှိပြီးမြင့်မြတ်တဲ့သူဖြစ်တာကိုယုံကြည်တယ်။ငါဟာအလောက်အတွက်ဒီနေ့တင်ယူပြီးကိုယ်ကိုယ်စာလက်လာတယ်။ငါဟာမနစ်ကထက်ပို့ပြီးတော်တဲ့သူဖြစ်ရမယ်။ငါရဲ့အိမ်မက်ဖြစ်လာဖို့ဒီနေ့အကောင်းဆုံးလုပ်မယ်။ငါဟာအကောင်းဆုံးလုပ်ပြီးဖျားရခင်ရဲ့ကျေးဇူးတော်နဲ့အကူအညီကိုတောင်းခံမယ်။ငါဟာကိုယ်ကိုယ်ဆုံးဖြတ်ပြီးကိုယ်ကိုယ်လက်လာတင်ယူမယ်။ငါဟာနေ့တိုင်းကိုယ်ကိုယ်တိုးတက်ပြီးကြီးထွားလာအောင်လုပ်မယ်။ ငါရဲ့မိသားစုနဲ့ပတ်ဝန်းကျင်ကလူတွေကိုကူညီနိုင်တဲ့အသက်တာနဲ့အသက်ရှင်သွားမယ်။ငါလုံနိုင်တ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 ယ်။ဒီစကားတွေကိုမနေ့တိုင်းမှာပေါ့နော်။အဲ့ရနိုးပြီးတော့အဲကျမဆိုရင်ခရိယန်တရားဖြစ်တဲ့အတွက်မလို့မနေ့နိုးပြီးတော့မှစံစာဖတ်ဆွတ်တောင်းပြီးတဲ့အခါမှာဒီအဲစာကြဖို့အတံပိုးရှိတယ်လို့ပြောပြီးတော့ဒီအဲကျမအခုဖတ်ပြသွားတဲ့ဥစ္စာကိုပြောဖို့အတွက် ီတာဆိုတော့ကျမရဲ့လက်သွေးလှုပ်ဆောင်ချက်ပဲဖြစ်ပါတယ်ဆိုတော့ဒီတာကကျမတဝဲကြော်ကြော်လောက်ဖတ်ပြီးပြီပေါ့နော်နောက်တစ်ပိုင်းဆက်လာဖို့လည်းရှိတယ်တို့မလို့အားလုံးမျှော်လင့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်